မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဝီဒီယိုရဲ့ကောင်းစဉ်ကတော့ဘာမှပြုလုပ်စရာမလိုဘူးသူ့နေရာနဲ့သူ နေသားတကြားဖြစ်လာပါလိမ့်မယ်ဖြစ်ပါတယ်ဒါကလည်းအတွေ့အကြုံတစ်ခုအပြောင်းလဲတစ်ခုဖြစ်စေဖို့အတွက်ပြောပြပေးတာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ဒီဝီဒီယိုကိုနားထောင်ပြီးတဲ့နောက်ပိုင်းမှာ တင်းရဲ့ဘဝမှာအတားအဆီးတွေဆိုတာဘာလဲအဲ့ဒီအကြောင်းကိုနားလေယုံတာမကပဲတင်းရဲ့အတွင်းစိတ်ထင်မှာတစုံတရာ ပြောင်းလဲသွားတာကိုခင်စားရပါလိမ့်မယ်တင်းရဲ့အတွေးတွေတောင်မကဘူးအရာအလုံးကိုကြွေးပြားရှာနာစွာသိမြင်လာပါလိမ့်မယ်ဒီလိုဖြစ်သွားတာနဲ့အရာအလုံးဟာသူ့နေရာနဲ့သူ အားဆိုင်စရာမလိုဘဲနဲ့လွေကူစွာနေရာတကြားဖြစ်လာပါလိမ့်မယ်။အဲဒါကြောင့်ဒီဗီဒီယိုကိုဂယုတစိုင်းနားထောင်စေရှင်ပါတယ်။ ကဲဒါဆိုရင်စကြရအောင်ဒီတော့ဘင်းနရာကအစားပြုမလေးဆိုတော့တင့်ရဲ့ဘဝမှာတင့်အရင်လိုရှင်ခဲ့တဲ့အရာတခုဟာဖြစ်မလာခဲ့ဘူးအဲ့ဒီအချိန်အခိုက်အတန့်တခုကိုစဉ်းစားကြည့်စီရှင်းပါတယ်တဲ့အတွက်ဖြစ်မလာခဲ့တဲ့အဲ့ဒီအရာကတဲ့ရဲ့ relationship တစ်ခုလေးဖြစ်ရှင်ဖြစ်မယ်အလို့အကန့်အခွင့်အလန်းတွေလေးဖြစ်ရှင်ဖြစ်နိုင်တယ်ဘာဖြစ်ဖြစ်ဖြစ်ပေါ့တင်စဉ်းစားနေခဲ့တယ်တင်မျော်လင့်နေခဲ့တယ်အဲ့ဒီအရာပေါ်မှာတဲ့အနေနဲ့ဆွေးလင်းနေခဲ့ရတဲ့အရာတစ်ခုပေါ့ အဲ့ဒီအရာကိုပိန်ဆိုင်ရရှိဖို့အတွက်သင်ဟာဘာပဲပြုလုပ်ပြုလို့အဲ့ဒီအရာကသင်ဘဝမှာမပေါ်လာခဲ့ဘူး manifest ဖြစ်မလာခဲ့ဘူးဒါပေမဲ့အဲ့ဒီအရာကိုပဲနောက်ထပ်အချိန်အခိုက်အတန်တစ်ခုနဲ့နှိုင်းရှင်ကြည့်ပါအင်းဩစရာကောင်းတာကတော့အဲ့ဒီအရာဟာအလွေတကူနေရာတကျဖြစ်သွားတဲ့အချိန်ကလေးကိုစဉ်းစားကြည့်ပါ သင်ကအဲ့ဒီအရာကိုတိတ်ပြီးမစင်စားခဲ့ဘူးတိတ်ပြီးဂယုမစိတ်ခဲ့ပေမယ့်ရုပ်တရက်ဆိုသလိုပဲအဲ့ဒီအရာကသင်ရဲ့ဘဝမှာမှော်ဆင်ဆင်ဖြစ်လာခဲ့တဲ့အချိန်ကလေးကိုစဉ်းစားကြည့်ပါဒီလိုဆိုရင်ဒါကဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲကျွန်ုပ်တို့လိုက်ခဲ့တဲ့အရာတွေကဘာဖြစ်လို့ကျွန်ုပ်တို့နဲ့ပိုပြီးဝေးသွားသလိုဖြစ်နေတာလဲကျွန်ုပ်တို့ဂယုမစိတ်တဲ့အရာတွေကအတားအဆီးမရှိဘဲနဲ့ကျွန်ုပ်တို့စီကိုဘာဖြစ်လို့စီးဆင်းလာရတာလဲ ကောင်းပြီဒီလိုဆိုရင်အဲ့ဒီအရာရဲ့နောက်ကွေမှာဖုံးကွေထားတဲ့နီးနဲတခုတော့ရှိနိုင်တယ်။လူတွေရဲ့နောက်ကွေကဖုံးကွေနေတဲ့အဲ့ဒီနီးနဲကို လူအများစုကဂရုမစိုက်ကြဘူး။ဒါမှမဟုတ်အဲ့ဒီအရာရှိနေတယ်ဆိုတာကိုတော့မသိကြပါဘူး။အဲ့ဒီဖုံးကွေနေတဲ့နီးနဲကိုနားလေသဘောပေါက်ပြီးရင်စတင်အသုံးချလိုက်တာနဲ့တပြိုင်နက်သင်ပေါ်မှာတိတိတသာပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်။ ။ချိန်တုန်းကတင့်အနေနဲ့မဖြစ်နိုင်ဘူးလိမ့်လို့မမိနိုင်ဘူးလို့ခင်စားခဲ့ရတဲ့အရာတွေဟာတင့်စီကို အလိုလျောက်စတင် စီးဆင်းလာပါလိမ့်မယ်။ဒါကြောင့်သေချာနားထောင်ပေးပါ။ဘာဖြစ်လို့လဲဆိုရင်တော့အခုအချိန်ဟာအရာရာတိုင်းပြောင်းလဲသွားမယ့်အချိန်အခါဖြစ်နေပါတယ်။ကျွန်ုပ်တို့ရဲ့ reality တွေကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုတွေဟာကျွန်ုပ်တို့ဘဝမှာကြာပင်ကြုံတွေ့ဖြစ်ပျက်လာတဲ့အရာတွေမဟုတ်ပါဘူး။ အဲ့ဒါတွေဟာသင်ကိုတုံ့ပြန်နေတဲ့အရာတွေပဲဖြစ်ပါတယ်လူအများစုကဒီနေရာမှာပိတ်မိနေတဲ့ကြတယ်သင်ဟာသင်ရဲ့ reality ပြောင်းလဲဖို့အတွက်စောင့်နေရတာမဟုတ်ပါဘူးသင်ရဲ့ reality သင်ရဲ့ဖြစ်တည်မှုကပဲသင်ကိုစောင့်နေတာဖြစ်တယ်တဲ့အနေနဲ့သင်ဟာတခုခုကိုအရင်လိုရှင်ခဲ့ပေမဲ့သင်စီကို ရောက်မလာခဲ့တာဘင်းနှကြိမ်ဘင်းနှခါရှိပြီလေအဲ့ဒါကိုစဉ်းစားကြည့်ပါ ပြီးတော့တင့်အနေနဲ့ဂယုမစိုက်တော့တဲ့အချိန်တင့်လွှတ်ချလိုက်တဲ့အချိန်မှာအဲ့ဒါကဘုံခနေတင့်စီကိုပေါ်ပေါက်လာတယ်။ဒါကတိတ်ဆိတ်မှုမဟုတ်ပါဘူး။ဒါဟာညံ့မှာပါ။ဘာဖြစ်လို့လဲဆိုရင်တော့တင့်ကအဲ့ဒီအရာကိုလိမ့်နေတဲ့အခါသင်ကအဲ့ဒီအရာကိုဆွေးနေနေတဲ့အခါသင်ကအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတက်သေးတွေရှာနေတဲ့အခါသင်မှာအဲ့ဒီအရာမရှိဘူးဆိုတာကိုသင်ပြောပြနေတာပဲဖြစ်တယ် ကျွန်ုပ်တို့ရဲ့ reality ဟာကျွန်ုပ်တို့ရဲ့အတွင်းမှာရှိနေတဲ့အရှိအနေကိုအမြဲတမ်းထင်ဟဲနေတဲ့အရာပဲဖြစ်တယ်။ဒါကြောင့်သင်အနေနဲ့တစုံတစ်ခုကိုလိုအပ်နေတဲ့အရာကိုရက်တင်လိုက်တဲ့အခါတစုံတစ်ခုကိုစစ်ဆေးနေတဲ့အရာတွေကိုရက်တင်လိုက်တဲ့အခါတစုံတစ်ခုကိုထိန်းချုပ်ဖို့စ조사နေတဲ့အရာတွေကိုရက်တင်လိုက်တဲ့အခါအဲ့ဒီအရာဟာသင်စီကိုစတင်ရွေလျားလာပါလိမ့်မယ်။ ဒီနေရာမှာရက်တန်းတွေဆိုတာကသင်အနေနဲ့လက်လျှော့လိုက်တာလေးမဟုတ်ပါဘူးသင်ဟာမလို့ရှင်ဒေါ်လာလေးမဟုတ်တော့ပါဘူးသင်ကအဲ့ဒီအရာကိုပိန်ဆိုင်ပြီးသားအနေနဲ့သင်ရဲ့ပုံစံကို ပြောင်းလဲလိုက်လို့ပဲဖြစ်ပါတယ်ဒီလိုဖြစ်တဲ့အခါအရာရာတိုင်းဟာတသားလေးဖြစ်သွားပါလိမ့်မယ်ဒီနေရာမှာဆရာကြီးနေဗယ်ဂေါ်တာပြောတာကတော့ကိုယ်စင်တာပြေဝါနေတဲ့စိတ်ခင်စားချက်ကို ယူဆလိုက်ပါ အဲ့ဒီယူဆချက်ကိုထိမ့်သိမ့်ထားပါအဲ့ဒီလိုထိမ့်သိမ့်ထားမယ်ဆိုရင်အဲ့ဒီအရာဟာအမှန်တကယ်ဖြစ်လာပါလိမ့်မယ်တဲ့အဲ့ဒါကိုခဏလောက်စဉ်းစားကြည့်မယ်ဆိုရင်သူကမျောလင်းပါလို့လေမပျော်ခေဘူးဆန်တာပြုတ်ပါလို့လေမပျော်ခေဘူးယူဆပါလို့ပဲပျော်ခေတာယူဆတယ်ဆိုတာစ조사နေတာလေမဟုတ်ပါဘူးသိနေတာပဲဖြစ်တယ်တင်ဟာတစုံတစ်ခုခုကိုပိန်ဆိုင်နေပြီးတော့ယူဆလိုက်တဲ့အခါတင်ဟာအဲ့ဒီအရာကိုလိမ့်မနေတော့ပါဘူး အဲ့ဒီအရာနဲ့ပတ်သက်လို့နမိတ်တွေလေးခြာနေမှာမဟုတ်ပါဘူး။ဘီတော့ရောက်လာမလေးဆိုပြီးရင်ထိုင်လို့တွေးတော့နေမှာလေမဟုတ်ပါဘူး။ဘာဖြစ်လို့လေးဆိုရင်တော့တင့်ရဲ့စိတ်ထိမှာအဲ့ဒီအရာကရှိပြီးသားမို့လို့ပါ။ ဒါကြောင့်ဘာမှမပြုတ်လို့တာသည်အထီးကသော့ချဲ့ပေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်သင်ဟာအဲ့ဒီအရာကိုပိန်ဆိုင်သွားပြီးပြီးရရှိသွားပြီးပြီးတော့ယူဆလိုက်တဲ့အချိန်မှာအဲ့ဒီအရာကိုရဖို့အတွက်သင်ဟာဝင်ရောက်ဆွဲဖက်နေတာတွေရဲဆိုင်လိုက်ပြီးဖြစ်တယ်။သင်ဟာအလွန်အကျွမ်းစဉ်းစားနေတာတွေကိုရဲလိုက်ပြီးအဲ့ဒီအရာနဲ့ပတ်သက်လို့သင်တရားဝင်နေတာတွေကိုရဲလိုက်ပြီးသင်ဟာအဲ့ဒီအရာတွေကိုနေရာတကျဖြစ်အောင်ပြုလုပ်ဖို့အတင်းအကျပ်စူးစမ်းနေတာတွေကိုရဲလိုက်ပြီး အဲ့ဒီအခါမှတ်တာလေအဲ့ဒီအရာတွေကစတင် ရွေးရလာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်သင်မှာ resistance ဆိုတဲ့အတအဆီတွေမရှိတော့လို့ပဲ။အရင်ကလိုရှင်နေခဲ့တဲ့အရာတွေဟာအရင်ကကြာနေခဲ့ပြီမင်းသင်အနေနဲ့အမှန်တကယ်ဂယုမစိုက်တော့တဲ့အခါအဲ့ဒီအရာတွေဟာအလိုလိုပေါ်ပေါက်လာတာတွေကို သင်သတိထားမိမှာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့သင်ကယူမစိမ့်လိုက်တော့တဲ့အခါမှပဲသင်မှာအတားအဆီးတွေ resistant တွေ block တွေမရှိတော့လို့ပဲသင်ကအဲ့ဒီအရာကိုမတွေ့တာနေတော့ဘူးအဲ့ဒီအရာတွေကိုစီမံခင်းခွဲတာတွေပြုလုပ်နေမှာမဟုတ်ဘူးအဲ့ဒီအရာကိုရဖို့စောင့်ဆိုင်နေတဲ့အရှိအနေတွေမဟုတ်တော့ဘူးဒါကြောင့်အဲ့ဒီအရာတွေကသင်စီကိုစတင်စီးဆင်းလာတာပဲဖြစ်တယ် ဒါဆိုရင်တကင်းမီခွန်းကတော့တင်ကယူးမစိုက်သလိုဟင်းဆောင်စရာမလိုဘဲနဲ့တင်လိုရှင်ခဲ့တဲ့အရာဟုသမျှအရာအလုံးကိုတင်ဘဝအထိကိုရောက်လာအောင်ဘလို့အသုံးပြုရမလဲဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုရင်တော့တကယ်တမ်းပြောရမယ်ဆိုရင်သင်ဟာစိတ်မဝင်စားသလိုဟင်ဆောင်လို့လေးမရပါဘူးအဲ့ဒီတော့ငါဟုတ်ပြီဂယုမစိတ်ဘူးလို့သင်ကိုသင်ပြောနေတော့မရဘူးသင်ရဲ့စိတ်နှလုံးထဲမှာကသင်ကစစ်ဆင်းနေတုံးပဲစောင့်ဆိုင်နေတုံးပဲမျောလင်းနေစေပဲဖြစ်နေမှာဖြစ်တယ်ဒါကလွှတ်ချတာလေးမဟုတ်ဘူးလွှတ်ချရှင်ရောင်ဆောင်တာဖြစ်တယ်ဒီလိုဆိုရင်သင်အနေနဲ့သိရမှာကတော့သင်ရဲ့ reality သင်ရဲ့ဖြစ်တည်မှုဟာ သင်ပြောနေတဲ့စကားတွေကိုတုံ့ပြန်တာမဟုတ်ပါဘူး။သင်ရဲ့စိတ်ထဲမှာအမှန်တကယ်ခံစားနေရတဲ့အရာကိုပဲတုံ့ပြန်ပါတယ်။ဒီတော့ဒါတွေကိုဘလို့ပြုလုပ်ရမလဲဆိုတာကိုအစဉ်လိုက်အစဉ်လိုက်ပြောပြပေးပါမယ်။ပထမဆုံးအစဉ်တစ်ကတော့လိုက်နေတာကိုရက်တင်ပါ။ဒီဟာတစုံတစ်ခုကိုလိုရှင်နေတယ်ဆိုရင်အဲ့ဒီအရာကိုလိုက်နေမှာပဲအဲ့ဒီတော့ပထမဆုံးအရေးအကြီးဆုံးပထမဆုံးအဆင့်က သင်လိုက်နေတာကို အခုချက်ချင်းရည်တင်လိုက်ပါ သင်အနေနဲ့တတိထားမိသည်ဖြစ်စေတတိမထားမိသည်ဖြစ်စေသင်ဟာဒါဖြစ်မှဖြစ်ရမေးဆိုတဲ့ပုံစံသေးကိုရောက်နေခဲ့ပြီးအဲ့ဒီပုံစံကသင်ကိုပိတ်မိစေပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့အဲ့ဒီအရာနဲ့ပတ်သက်လို့သင်စဉ်းစားလိုက်တဲ့အချိန်တိုင်းမှာဘယ်နေရာမှာရောက်နေတာလဲဒါမှမဟုတ်ဘာလို့ငါ့စီကိုမရောက်သေးသလဲလို့သင်စဉ်းစားလိုက်တဲ့မှာ တင်းစီမှာအဲ့ဒီအရာမရှိဘူးဆိုတဲ့အချက်ကိုတင်းကပုံမခိုင်မအောင် ပြုလုပ်နေတာပဲဖြစ်တယ်။တကယ်တော့တင်းမှာအဲ့ဒီအရာသာ ရှိပြီးသားဆိုရင်တင်းလိတ်ရှာနေမှာမဟုတ်ပါဘူး။အဲ့ဒီအရာကိုတင်းဟာရရှိပြီးပြီးပိန်ဆိုင်ပြီးသွားပြီးအောင်မြင်ပြီးသွားပြီးတော့စိတ်ထင်းကတင်းနေပြီးဆိုရင်တင်းဘယ်လိုခံစားရမလဲ။တင်းစိုးရင်ပူပယ်နေမလား။ စိုးရင်ပူပဲမှာတော့မဟုတ်ပါဘူးအဲ့ဒါနဲ့ပက်သက်လို့သင်ဟာအဆင်မပြေစစ်ဆင်းနေမလားအဲ့ဒီလိုလေမဟုတ်ပါဘူးအဲ့ဒါနဲ့ပက်သက်လို့သင်ဟာတင်တရားစိတ်တွေဖြစ်နေမလားအဲ့ဒါလေးဖြစ်မှာတော့မဟုတ်ပါဘူးသင်ဟာစိတ်အေးလက်အေးနဲ့ယုံကြည်မှုရှိရှိသေချာမှုရှိရှိဖြစ်နေပါလိမ့်မယ်ဒီလိုဖြစ်နေတာကပဲသင်ဘဝအထက်မှာအဲ့ဒီအရာကိုပေါ်လာအောင်ပြုလုပ်ပေးနိုင်တဲ့စွန့်အင် energy ပဲဖြစ်ပါတယ်။ တင်လို့ရှင်တဲ့အရာနဲ့ပတ်သက်လို့တက်သေးတွေလိုက်ရှာရတာတွေရက်လိုက်တဲ့အခါတင်ဆောင်ဆိုင်နေတွေဆိုတာတွေကိုရက်လိုက်တဲ့အခါအဲ့ဒီအရာနဲ့ပတ်သက်လို့တင်နမိတ်တွေရှာတာတွေကိုရက်လိုက်တဲ့အခါတင်ဟာအဲ့ဒီအရာကိုရရှိပြီးသားဆိုတဲ့စွန့်အင်ထေးကိုတင်ဟာဝင်ရောက်သွားလို့ပါပဲအဲ့ဒီစွန့်အင်ကပဲတင်လို့ရှင်တဲ့အရာကိုတင်စီကိုဆွေးခေါ်ယူလာပါလိမ့်မယ် ဒါကြောင့်ဒီအချိန်ကစပြီးရင်သင်လိုရှင်တဲ့အရာကိုရှာဖွေနေတာတွေလိမ့်နေတာတွေကိုရက်လိုက်ပါအဲ့ဒီအရာတွေကိုရရှိဖို့စောင့်ဆိုင်နေတာတွေကိုရက်လိုက်ပါအဲ့ဒီအရာတွေဟာငါဘဝမှာဘေတော့ပေါ်လာမလေလို့မိခွန်းတွေထုတ်နေတာကိုလေရက်လိုက်ပါဒီလိုဆိုရင် သင်ပြုတ်လောက်ရမှာကတော့အဲ့ဒီအရာရရှိနေပြီဆိုတာကို သိနေတဲ့စွန့်အင် energy သေးကိုဝင်ရောက်လက်ယုံပဲ ဒီလိုပြုလုပ်လိုက်တဲ့အခါမှပဲအရာအလုံးဟာစတင်ပြောင်းလဲလာပါလိမ့်မယ်။ဒုတိယအဆင့်ကတော့တဟဇာတာဖြစ်အောင်နေထိုင်ပါ။ဒီလိုတဟဇာတာဖြစ်အောင်နေထိုင်နိုင်ဖို့ကိုယ့်ရဲ့စိတ်ကိုငြိမ်ချဲစွာထားပါ။ဘေးတော့ဖြစ်လာမလဲဘေးအချိန်ဖြစ်လာမလဲဆိုတာကို သိနေစရာမလိုပါဘူး။ အစင်းတင်းမာတော့ကလိုရှင်တဲ့အရာကိုလိမ့်နေတာဟာရက်တဲပြီးရင်အခုအချိန်မှာအဲ့ဒီအရာကိုရရှိနေပြီးပြီဆိုတဲ့အရှိအအနေနဲ့နေထိုင်ရမှာဖြစ်တယ်။ကိုယ့်ရဲ့စိတ်ထဲမှာသင်တရားစိတ်တွေမဖြစ်ပေါ်ပါစေနဲ့။က ရှင်တဲ့အရာတွေဟာရပြီးသားဖြစ်ပြီးသားရှိပြီးသားဆိုတဲ့အရှိအနေမှာဆက်လက်နေထိုင်နေမည်ဆိုရင်တင်တရားစိတ်တွေလေးဖြစ်ပေါ်မှာမဟုတ်ပါဘူးဒီနေရာမှာလူအများစုမှားယွင်းတဲ့ကြပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့အစပိုင်းမှာယုံကြည်မှုရှိတယ်တော့ခင်စားရနိုင်တယ်သူတို့ရဲ့စိတ်ထင်မှာ ကောင်းပြီငါဒါကိုရနိုင်ပြီ ဒါငါအပိုင်ဖြစ်နေပြီဆိုတာငါသိတယ်အဲ့ဒီလိုခင်စားရနိုင်တယ်ဒါပေမဲ့နိုင်အနည်းငယ်ကြာခါရက်အနည်းငယ်ကြာခါစသည်ဖြင့်ပေါ့နော်ရုပ်တရက်ဆိုသလိုဘေးနေရာမှာလေအခုထိမရသေးဘူးကောဘေးကိုရောက်နေတလေအဲ့ဒီလိုမျိုးစဉ်းစားတတ်တယ်ဒီလိုဖြစ်နေပြီဆိုရင်ဒါဟာစဉ်သင်မှုတစ်ခုပဲတော့စဉ်းစားကြည့်ပါ။ဘာဖြစ်လို့လဲဆိုရင်တော့တင့်ရဲ့စိတ်ထဲမှာတင်တရားဝင်နေမိ အဲ့ဒီအရာကိုသင်ပြန်ပြင်းလိုက်နေပြီပြန်ပြင်းစစ်ဆေးနေလိုက်တဲ့အချိန်မှာသင်ပြုတ်လောက်ခဲ့တဲ့အရာတွေဟာအကုန်လုံးပြက်ပြေသွားလို့ပါပဲတနည်းအားဖြင့်ပြောရမယ်ဆိုရင်သင်လို့ရှင်တဲ့အရာဟာမရှိဘူးဆိုတဲ့စုံးအင် energy သေးကို ပြန်ရောက်သွားတာပဲဖြစ်တယ်။ဒါဆိုရင်အဲ့ဒါမဖြစ်အောင်ဘလို့တားဆီးရမလဲ။ဒီတော့ဘယ်တော့ဖြစ်လာမလဲ။ဘယ်ခါဖြစ်လာမလဲ ဘေးအချိန်ဖြစ်လာမလဲဘလို့ပုံစံမျိုးနဲ့ဖြစ်လာမလဲဒါတွေကိုမစဉ်းစားဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုငြိမ်ချင်းစွာထားပြပါဒီလိုကိုယ့်ရဲ့စိတ်ထည့်ကိုငြိမ်ချင်းစွာထားပြီးရင်ကိုယ့်ရဲ့စိတ်ကိုခြေကပုံစံအတိုင်းပဲရနေပြီးဖြစ်နေပြီးရှိနေပြီးဆိုတဲ့ယူဆချက်နဲ့ဆက်လက်နေထိုင်ပါဘာဖြစ်လို့လဲဆိုရင်ဒီနေရာမှာတကယ်ပြောင်းနေမှုဖြစ်ပေါ်နေလို့ပါပဲလူအများစုကခဏတာယူဆနိုင်ပေမဲ့ သူတို့ရဲ့ယူဆချက်တွေကိုရေရှည်မထိန်ထားနိုင်ဘူးဘလို့ဖြစ်လာမလဲဆိုပြီးစဉ်းစားပြီးတင်တရားစိတ်တွေဝင်နေတယ်ကြတယ်စိုးရိမ်စိတ်တွေဝင်နေတယ်ကြတယ်ဒါပေမဲ့သင်အနေနဲ့အဲ့ဒီယူဆချက်ကိုဆက်လက်ထိန်းထားနိုင်မေဆိုရင် တင်လို့ရှင်တဲ့အရာရလာဖို့ဘသူကမှတားဆီးနိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒါကဘေတော့လာမလေးဆိုတာကိုတင်ဆွေးနေနေတာတွေကိုရက်တင်လိုက်တဲ့အခါတင်ဟာအဲ့ဒီအရာတွေကို ပိန်ဆိုင်ပြီးသားဆိုတာကိုတင်ရဲ့ reality ထေးကိုတက်တည်ပြလိုက်တာနဲ့အတူတူပဲဖြစ်တယ်။ တင်းအနေနဲ့တင်းလို့ရှင်တဲ့အရာကိုလေးလိမ့်မနေတော့ဘူးအဲ့ဒီအရာရလာဖို့လေးစောင့်မနေတော့ဘူးအဲ့ဒီအရာရမလားဆိုပြီးတော့နမိတ်တွေကိုလေးအသေးအသေးရှာဖွေမနေတော့ဘူးဆိုရင်အဲ့ဒီအရာရရှိလာဖို့မှတပတရှာရွေးရှိစရာ မရှိတော့ပါဘူးဒါကြောင့်အခုအချိန်ကစားပြီးရင်သင်လို့ရှင်တဲ့အရာနဲ့ပဲသက်ပြီးသင်တရားစိတ်တွေဝင်လာခဲ့ပြီဆိုရင်အဲ့ဒီအရာနဲ့ပဲသက်ပြီးရင်ရုပ်ပိုင်းဆိုင်ရာအရှိန်တွေမှာဘာမှမပြုတ်လုပ်ပါနဲ့ကိုယ့်ရဲ့သင်တရားစိတ်တွေကိုလွှတ်ချလိုက်ပါ သင်လို့ရှင်တဲ့အရာနဲ့ပဲတဲ့ပြင်သင်အနေနဲ့ဘာမှတုံ့ပြန်နေစရာမလိုဘူးအတင်းအကျဲလေးပြုတ်လုံနေစရာမလိုဘူးအဲ့ဒီအရာကိုရလာဖို့ထိုင်ဆောင်နေစရာလေးမလိုဘူးဒါဆိုရင်သင်ပြုတ်လို့ရမှာကအဲ့ဒီအရာဟာသင်စီမှာရရှိနေပြီးပြီဖြစ်နေပြီးပြီဆိုတဲ့လက်ခံရရှိနေတဲ့အရှိအနေသေးကို ဝင်ရောက်ရမှာပဲဖြစ်တယ်။အခုတော့အဲ့ဒီလိုလက်ခံရရှိနေတဲ့အရှိအနေထိကိုဝင်ရောက်သွားတဲ့အခါသင်လို့ရှင်တဲ့အရာတွေဟာသင်စီကိုလွေကူမြင်ဆင်စွာစတင်ရွေရားလာပါလိမ့်မယ်။အဆင့်၃ကတော့တိတ်ဆိတ်စွာနေထိုင်ပါအဆင့်တင်းနဲ့အဆင့်နှစ်မှာသင်ဟာအရေးကြီးဆုံးအရာတစ်ခုကိုလှုပ်ဆောင်ပြီးပြီဖြစ်တယ်။ဒီတော့သင်အနေနဲ့လိုက်နေတာကိုရက်တင်လိုက်ပြီ၊စောင့်ဆိုင်းနေတာကိုရက်တင်လိုက်ပြီ၊ရှာဖွေနေတာကိုရက်တင်လိုက်ပြီ အဲ့ဒီတော့သင်ဟာအခုအချိန်မှာမျောလင်းနေတဲ့အရှိအနေကနေပြီးတော့အလုပ်တွေပြုလုပ်နေတာမဟုတ်တော့ပါဘူး။သင်လို့ရှင်နေတဲ့အရာတွေကိုလက်ခံရရှိနေပြီဆိုတဲ့အရှိအနေမှာဆက်လက်ရှိနေခဲ့ပြီးဖြစ်ပြီးရင်ရှိပြီးသားဆိုတဲ့စွန်းအင်ကိုမပြည့်စည်စေတဲ့အရာတွေနဲ့အတူဘလို့နေထိုင်ရမလဲဆိုတာကိုအခုအချိန်မှာသင်သိပြီးသွားပြီဖြစ်တယ်။ဒီတော့အခုဒီတတိယအဆင့်ကတော့နောက်ဆုံးအဆင့်ကိုရောက်ရှိလာပြီဖြစ်တယ်။ အဲ့ဒီနောက်ဆုံးအဆင့်မှာ energy စတင် စီစဉ်အောင် ခွင့်ပြုပေးရမှာဖြစ်တယ်။ဒီလို energy စတင်စီစဉ်လာနိုင်ဖို့အဓိကသော့ချက်ကတော့သင်လိုရှင်တဲ့အရာ manifest မဖြစ်မီသင်အနေနဲ့တိတ်ဆိတ်ငြိမ်သက်အောင်နေမင်းတဟဇာတာဖြစ်အောင်နေထိုင်မင်းကိုယ့်ရဲ့စိတ်ကိုငြိမ်ရှင်းစွာ နေထိုင်ရမှာဖြစ်တယ်။ဒီနေရာမှာလူအများစုဟာပျို့လေးတဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့သူတို့ဟာလိမ့်နေတာကိုရက်တင်ပြင်အဲ့ဒီအရာကိုရရှိနေပြီဆိုတဲ့အရှိအနေထီးကိုရောက်သွားတဲ့အခါနောက်ပိုင်းမှာဆက်ရှင်ရုတ်တရက်ဆိုသလိုအပြောင်းလေးတစ်ခုဖြစ်တယ်အဲ့ဒါကသူတို့မျောလင်းကြတာပဲသူတို့ရဲ့စိတ်ထိမှာဘာတွေဖြစ်လဲဆိုရင်ငါကအလုံးကိုမှင်မဲ့ကင်ကဲလှုပ်ဆောင်ခေးတာပဲဒါပေမဲ့အခုအချိန်ထိဘာဖြစ်လို့ရမလားသိတာလေဘေးမှလေးလို့တွေးတဲ့ကြတယ် အဲ့ဒီအတွေးပုံစံကြောင့်ပဲသူတို့ဟာလူရှင်တဲ့အရာကိုစောင့်ဆိုင်းနေတဲ့အရှိအနေထေးကို ပြင်လေးရောက်ရှိသွားတယ်ဒါပေမဲ့တင်နာလေဘောလိုအဲ့တာကတင့်ရဲ့ယူဆချက်နဲ့တင့်ရဲ့ဖြစ်တည်မှုလက်တွေ့ဘဝ reality ကြားမှာကွာဟာမှုတစ်ခုကတော့အမြင်တယ်ရှိနေတယ်။အဲ့ဒီကွာဟာမှုကတော့ကြံ့ကြာရှင်တွေမဟုတ်ပါဘူး။ကိတ်ညီအောင်ပြုလုပ်ရဖို့ပဲဖြစ်တယ်။ energy ကိတ်ညီဖို့လိုတယ်၊ဟင်ရှင်းညီဖို့လိုတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တသားတွေဖြစ်နေဖို့လိုတယ် alignment ဖြစ်နေဖို့လိုတယ်သင်ရဲ့ reality ကသင်ကိုစဉ်းသင်းနေတာမဟုတ်ပါဘူးသင်ရဲ့အသည့်အသေးသောအရှိအနေနဲ့ကိတ်ညီအောင်သူ့ဘာသာသူ ပြင်လေချိန်ညှိနေတာပဲဖြစ်တယ်။ဒါကြောင့်နောက်ဆုံးအဆင့်မှာသင်ပြုလုပ်ရမှာကတော့သင်ရဲ့ဘဝကိုဆက်လက်ရှင်သင်ပါစိတ်အေးလေးအေးနဲ့နေပါအဲ့ဒါအတွက်စိတ်ဖိစီးမှုတွေနဲ့မနေပါနဲ့။ ဘာဖြစ်လို့လဲဆိုရင်သင်ဟာအဲ့ဒီစွန်းအင်ကိုထိန်းထားနိုင်တဲ့အခါကိုလိုရှင်တဲ့အရာတစ်ခုခုဖြစ်လာအောင် အသေးအသေးမလုံပေးနဲ့ကိုယ့်အနေနဲ့စိတ်ထင်းမှာငြိမ်ငြိမ်ချင်းချင်းနေထိုင်နိုင်တဲ့အခါအဲ့ဒီအရာကရောက်ရှိလာပါလိမ့်မယ်။အဲ့ဒီအရာဟာရောက်လာရုံတောင်မကသူ့အလိုလိုတဘာဝကြကြသင်စိတ်ကူးထားတာထက်တောင်ပုံမကောင်းဝင်တဲ့ပုံစံနဲ့ရောက်လာပါလိမ့်မယ်။ ဒါကြောင့်ဒီအချိန်မှာတင်တရားတွေဝင်လာတဲ့အခါတင့်စီမှာစိတ်မရှိတာတွေကတင့်ကိုဆွေးခေါ်လာတဲ့အခါဘာမှမပြုတ်လို့ပါနဲ့တင်ကယူမစိတ်လို့မဟုတ်ပါဘူးအဲ့ဒါကတင်လို့ရှင်တဲ့အရာကရရှိသွားပြီးပြီဖြစ်နေပြီးပြီတော့တင်သိနေလို့ပါပဲဓာရီကိုတင်ပြုတ်လုံနိုင်ခဲ့ပြီဆိုရင်နောက်ထပ်တင်ဟာဘေတော့မှလိတ်မှမဟုတ်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တင်လို့ရှင်တဲ့အရာအလုံးကတင်ကိုလိတ်လာတော့မှပဲဖြစ်တယ်။ အခုအချိန်မှာသင်ဟာ manifestation ဆိုတာဘာလေးဆိုတာသိနေပြီမဟုတ်လား manifestation ဆိုတာရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဘာမှပြုလုပ်တာမဟုတ်ပါဘူးသင်ရဲ့စိတ်ထဲမှာအဲ့ဒီအရာကိုခွင့်ပြုလိုက်ရုံပဲဖြစ်တယ် energy စိတ်စင်းအောင် ခွင့်ပြုပေးရမှာပဲဖြစ်တယ်အဲ့ဒီတော့သင်ဟာလိုချင်တဲ့အရာကို ရဖို့အတွက်လိမ့်နေတာကိုရက်တင်လိုက်တဲ့အခါအဲ့ဒီအရာနဲ့ပဲ့တင်လို့စစ်ဆင်းနေတာတွေကိုရက်တင်လိုက်တဲ့အခါစောင့်ဆိုင်းနေတာတွေကိုရက်တင်လိုက်တဲ့အခါအဲ့ဒီအရာတွေဟာသူ့ဟာသူနေရာတကြားဖြစ်လာတတ်ပါတယ်။ ကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ဘာတစ်ခုကိုမှအတင်းအကျပ်ပြုတ်လုံးနေဖို့မလိုပါဘူး။နမိတ်တွေကိုထောက်ချောက်လိုက်ရှာနေကြရလေမလိုဘူး။ဘေတော့ဖြစ်လာမလဲဘေးအချိန်ဖြစ်လာမလဲဆိုတာကိုစဉ်းစားနေကြရလေမလိုဘူး။ဘာဖြစ်လို့လဲဆိုရင်တင့်မှာရှိပြီးသားဆိုတဲ့အရှိအနေထေးကိုတင်ဟောင်းဝင်ရောက်သွားရမှာဖြစ်တဲ့ reality ကအဲ့ဒီအရှိအနေနဲ့ကိတ်ညီအောင်ပြောင်းလဲလာပါလိမ့်မယ်။အခုတော့ manifestation ဟာတင့်အပေါ်မှာမူတည်သွားပြီဖြစ်တဲ့ ဒီတော့တင့်အနေနဲ့မှတ်ထားရမှာကတော့တင်ဟာ manifestation ပြုလုပ်နေတဲ့အချိန်မှာအလွန်အကျွံစဉ်းစားတာအဲ့ဒီအရာနဲ့ပတ်သက်လို့တွေးတောတာတွေစောင့်ဆိုင်တာတွေအဲ့ဒီအရှိအနေကိုပြန်ရောက်သွားနိုင်တယ်ဒါလေးကိုသတိထားစေချင်တယ်ဒီတော့တင့်အနေနဲ့ပြုလုပ်နိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကလည်းဘာမှမပြုလုပ်နေတာရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဘာမှမပြုလုပ်နေတာဖြစ်တယ် တင်းအနေနဲ့အခုအချိန်မှာစိုးရိမ်စိတ်တွေအလုံးကိုလွှတ်ချလိုက်ပြီးရင်လိုအပ်နေတဲ့ energy ကို စီစဉ်ဖို့ခွင့်ပြုလိုက်ပါ။သင်လိုရှင်တဲ့အရာရရှိနေပြီဖြစ်နေပြီဆိုပြီးတော့မိမိကိုယ်ကိုကြင်ညာလိုက်ပါ။အဲ့ဒီအရာကိုအမြင်တကယ်ရနေတယ်တော့ခံစားလိုက်ပါ။ပြီးရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးအဆုံးသက်လိုက်ပါ။ နောက်ဆုံးအနေနဲ့သင်မျက်သားထားရမှာကတော့တချို့သောအချိန်တွေမှာသင်ပြုလုံးနိုင်တဲ့အစွန်းထက်ဆုံးအရာတစ်ခုရှိတယ်။အဲ့ဒါကရုပ်ပိန်းဆိုင်ရာအရှိအနေမှာဘာမှမပြုလုပ်တာပါပဲ။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။